KFC ကိုလူတိုင်းကြောက်ခူးကြမဲ့ထင်ပါတယ်နော်။အဲ့ KFC ဆိုရဲ long form ပါလေ။ KFC KFC ဆိုပြီးတော့ပြောကြတာပဲဒါမဲ့ KFC ဆိုတာဘာမှမသိတဲ့သူတွေလည်းရှိကောင်းရှိနိုင်တယ်။အကြောင်းဒီဗီဒီယိုလေးမှာ KFC long form နဲ့ဒီ KFC တီထောင်သူရဲ့အကြောင်းလေးတော့ဝေပေးချင်ပါတယ်။ KFC ဆိုတာ long form နဲ့ပြောရမယ်ဆိုလို့ရှိရင် Kentucky Fried Chicken ဖြစ်ပါတယ်။ KFC တီထောင်တဲ့သူဟာဘယ်လိုလဲဆိုလို့ရှိရင် ာနဲ့ဟာလင်စင်းတာဖြစ်ပါတယ်။သူ့ရဲ့ဘဝအကြောင်းလေးကိုဖတ်လို့ရှိရင်အာတနာဖို့လည်းကောင်းတယ်ပြီးတော့အတူတူစီရလည်းကောင်းတယ်။သူ့၆နှစ်အရွယ်မှာသူ့အဖေကဆုံးသွားတယ်။သူ့အဖေဆုံးသွားတော့သူကဘာကိုသိရလဲဆိုလို့ရှိရင်ထမင်းချက်ပေါ်တော့ခုသိရတယ်ပြီးတော့သူရဲ့အသက်16နှစ်မှာကျောင်းကထွက်လိုက်ရတယ်။တော့အလုပ်ဒီလဲတစ်ခုပြီးတစ်ခုပြောင်းနေအဆင်မပြေဘူး။ပြီးတော့သူအသက်18နှစ်မှာလက်ထပ်ပြီးတော့မကြခင်မှာဘာမှစစ်တပ်ထဲဝင်လိုက်တယ်။ ူအသက်20မှာသူ့မိန်းမကလေးကိုခေါ်တော့ပြီးတော့ထွက်ပြေးသွားတယ်။သူ့မိန်းမသူ့ကလေးကိုခေါ်တော့ပြီးတော့သူ့ဆွပြေးသွားတယ်။သူ့အသက်65နှစ်မှာစစ်တပ်ကပြင်ဆင်ယူလိုက်တဲ့အင်ဂျင်လာတဲ့ရှင်မသူကဆက်ဆိုင်ရဲ့ဆူထားမိတာမရှိတဲ့အခါကျတော့သူအရင်စိတ်တကြပြီးတော့မှသူ့ကိုယ်သူအဆုံးစီရင်ဖို့တော့လုပ်ခဲ့တယ်။ သူ့ကိုသူအဆုံးမစီရင်ခင်သူ့မိမဆိုသူဆာရေးလိုက်တယ်သူဆာရေးနေတဲ့အချိန်မှာဘာစပူမှုကောင်းတယောက်ဖြစ်တာကိုပြန်လေတရီရတဲ့အခါမှာသူ့တငယ်ချင်းစီကလည်းပစံကိုခြေပြီးတော့မှကြက်ကြော်လေးကိုသူဆာလုပ်လိုက်တယ်အဲ့လိုကြက်ကြော်လေးလုပ်တဲ့အချိန်မှာတခါလေနဲ့အောင်းနေတာမဟုတ်ဘူးအကျဉ်းတထောင်နဲ့ကိုကြည့်တော့မှသူကငြင်းပေခံရတယ်ပေါ့နော်ဒါပေမဲ့သူကပြန်ပြန်ပြီးတော့ ကြိုးစားတယ်။အောင်မြင်မှုတိုင်းကမကြိုးစားလို့မရပါဘူး။အောင်မြင်မှုတိုင်းကပေးဆက်ရတယ်ကြိုးစားရတယ်ဆိုရပါဘူး။သူစီကနေသင်ယူလို့ရတယ်ပေါ့နော်။ KFC founder ရဲ့ biography ဘယ်လိုတူရထားပါလဲဆိုလို့ရှိရင်သူမှထူးရှိတယ်တဲ့။ပထမဆုံးကပါလဲဆိုလို့ရှိရင် do all you can သင်လုပ်နိုင်တဲ့အရာမှန်တည်းလုပ်ပါတဲ့။ပြီးတော့ do the best you can သင်လုပ်တဲ့အရာကိုအကောင်းဆုံးဖြစ်အောင်လုပ်ပါတဲ့။ အဲ့ဒီထိုးထိုးလေးကိုသူကရေးထားတယ်ပေါ့နော်အဲ့ဒီဟာသူကိုယ်တိုင်လည်းကျင့်သုံးနေတယ်အဲ့လိုမျိုးသူချက်ကျော်လေးကိုမကားဆုပ်လေးကိုမောင်းပြီးတော့မှအရောင်းနေသူရဲ့အသက်88နှစ်မှာပေါ့နော်ခါနေစင်းတာဟာသူရောက်ထလိုက်တဲ့ KFC ဆိုင်တွေကနေရတဲ့ကော်မရှင်ကြီးတွေနဲ့ပြည်လည်းတစ်ထည်ဖြစ်သွားတယ်သူအကြောင်းဆောင်ရေးခဲ့တဲ့ဆရာတယောက်ကခါနေစင်းတာရဲ့ အောင်မြင်ဖို့နဲ့ပတ်သက်ပြီးတော့ခုလိုပြောခဲ့ပါတယ်။သူ့ဘဝမှာကြာရှုံးမှုတွေကိုအများကြီးကြုံတွေ့ခဲ့ရတယ်။သူဟာကြာရှုံးမှုတွေကြောင့်စိတ်ကမကြခဲ့ဘူး။ဘာကြောင့်လဲဆိုတော့သူဟာသူ့ကြာရှုံးမှုမှန်တဲ့မြောက်ကိုသင်ဟန်းထားရပြီးတော့အခုပါလို့ရမလဲ။သူ့ဘဝကိုအမြဲတမ်းမြေတဲ့ဒီဗီဒီယိုနားထောင်နေတယ်ကိုကြာရှုံးမှုတွေကြုံတွေ့တဲ့အခါမှာစိတ်ကမကြဘူး။ဒီ KFC ခေါင်းလား ရဘောကလည်းသူကလည်းတင်လို့ရတယ်ဘာသူပြောထားတဲ့ true rules do all you can and do the best you can ဆက်အားလေးကိုကိုဘောကမှာဒီရဲ့ဆွေးနွေးတာဖော်ပြတဲ့ဆွေးနွေးကြောင်းကို we have to call now yeah အပေါ်ကလည်းဘာလို့ကိုကိုရိုးရိုးရတဲ့အရာလေးကြာရှုံးမှုတွေကြုံတွေ့တဲ့အခါမှာပဲတော့မှအရှုံးမပေးဖို့ဒီ KFCD ထောင်သူစီကနေလည်းတည်ရိုးရကြောင်းခုမှအောင်မြင်တဲ့ဒီတရားစီတိုင်းမှာကြာရှုံးမှုတွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းမမေ့အောင်ဘုံဒီလိုမျိုးအရင်းအမြစ်ဖြစ်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်